လေးတို့ရေဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ဘူရိကြဇတ်တော်ပဲဖြစ်ပါတယ် Hello welcome my CW channel ဟိုးလိုလေပြီးတော့ခါခါပေါ့ကွယ်ဘာယာနတိပြီးမှဗျမတမီတပါမင်းပြူပါတယ်ကွယ်မင်းကြီးရဲ့တာတော်ဥပယာဆောင်မှာအချွေအရန်နဲ့အရန်ပေါ်တော့ကြောင်းမင်းကြီးလဲ မိမိရဲ့ထင်းချမ်းကိုအန္တရာယ်ပြုမှဆိုးရိမ်ပြီးတော့တားတော်အားမိမိကွယ်လွန်မှတိုင်းပြည်သူပြန်လာဖို့မှာကြားပြီးတော့ခွာစီခဲ့ပါတယ်ကွယ်ဟောဥပယဇာလည်းဖခင်မဲတော်ရဲ့အမိန်တိုင်းတိုင်းပြည်မှာဖောက်ခွာပြီးရမုံနာမြင့်အနီးတောင်ကြားတစ်ခုမှာယတိအတနဲ့မိတင်းနေထိုင်ပါတဲ့ကွယ်အခါရမုံနာမြင့်အောက်မှာရှိတဲ့ငကားပြည်မှာ မိုးဆုံမှဖြစ်တော့ငကားမဟာကာမကုံမှာပျော်ပါလို့သဖြင့်ငကားပြီမှာထွက်ခခဲ့ရမြင်းအနီးမှာရှိတဲ့ရတ္တိရဲ့အကြောင်းနိုင်ငံတို့ရောက်ပါလိတော့တယ်ကွယ်ငကားမှာလဲရတ္တိကိုစူးစမ်းကြည့်ရတရာကြောင့်ရတ္တိဝိချင်းမဟုတ်တာကိုသိရတဲ့ဖြင့်ရင်ဤနေထိုင်ရာတတော်တယောက်တမိတော်တယောက်ထုံကားခဲ့ပါတယ်ကွယ်တနေ့မှာတော့ ဘာနန္ဒီမင်းကြီးနှစ်ရဆန်လေးရယတိအားတိနှန်းဆက်ခံရန်ဝမ်းမတ်တို့လာရောက်ခေါ်ဆောင်ပြီးတော့ဟာအမျိုးမသူတော့ကြောင့်လူပြည်ကိုလိုက်ပါနေတဲ့ချင်းမပြုတ်လို့တဖြစ်မင်းသားလဲတားတော်နဲ့တမိတော်ကိုခေါ်ဆောင်ပြီးတော့တိုင်းပြည်ကိုပြန်ကားမင်းပြူပါတဲ့ကွယ်တိုင်းပြည်ကိုရောက်တော့မင်းကြီးလဲငကားမမာရီရဲ့အတိုင်းငကားသွေးပါတဲ့ တားတော်သမီးတော်တို့အတွက်ရေကန်ကြီးတကန်တူဖို့ပြီးတော့ပျော်ရွှင်စွာကစားစီပါတယ်တဲ့ကွယ်တနေ့မှာတော့လေးတကောင်ဟာရေကန်ထဲမှာရှိနေစဉ်တားတော်သမီးတော်ကတွေးပြီးတော့ကြောက်ရွံ့တဲ့ဖြင့်ငိုကြွေးရာမင်းကြီးလည်းလက်ကိုဖမ်းပြီးတော့အပြစ်ပေးစီပါတဲ့ကွယ်အမတ်တို့လည်းပြစ်ဒဏ်အမျိုးမျိုးဖြင့်ချင်းချောက်ရာဇူလလက်ကြီးကမတော်မလို့ မကြောက်မရွံ့မဲ့ရှိပါလေပွဲအမတ်တဦးကရမုံနာမြင်းဝဲထဲကိုချမီလို့ချင်းချောက်တဲ့အခါမှာတော့လေကတဲထန်စွာငိုကြွေးပါတဲ့ကွယ်အဲဒီခါမင်းချင်းတို့လည်းလက်ရပြည့်ရကို နားမလဲပဲနဲ့လေကိုရမုံနာမြင်းဝဲထဲမှာပြစ်ချပါလေတော့တဲ့ကွယ်လဲဘေးမထီရံမခါပဲနဲ့ရေးစီတိုင်မျောပါပြီးတော့ငကားပြီတို့ ရောက်ရှိပါတော့ရယ်ကွယ်အဲဒါကြောင့်ယနေ့ခေတ်မှာစူလာလေးရေးတဲ့လွတ်တကဲတို့ဆိုတဲ့ဆိုယိုစကားပေါ်ပေါက်ခဲ့ပါတယ်ကွယ်လက်ကြီးလဲနဂါလူးလင်မျိုးတို့ကိုတွေ့လေရာပြည်ရွယ်ရွယ်တော့လက်ဖြစ်တာကြောင့်မိမိဘေးကင်းစီရန်အလို့မှာနဂါမင်းကြီးကိုဘာနဲ့ဒီမင်းကြီးကမိမိရဲ့တမီးတော်တမှုရဇာနဲ့လက်ဆက်စေလိုကြောင်းပြောကြားလေရာနဂါတို့လည်းယုံကြည်ကြပါလေတယ် အဲဒါကြောင့်တတရထနန္ဒကမင်းထံပြေးဖို့ရနဂါမင်းလည်းအိကအထက်ပါတိုင်းရှောက်ထားပါတဲ့ကွယ်အဲဒါကြောင့်နဂါမင်းကြီးလည်းမင်္ဂလာကိစ္စအရရကိုစီစဉ်ရန်နဂါလူရင်တန်တမန်များကိုဘာန္ဒီမင်းထံဆေလွတ်ပါတဲ့ကွယ်ဘာန္ဒီမင်းကြီးထံဘတ်တမန်တော်တို့ရောက်ရှိ၍အကျိုးအကြောင်းကိုကြားလက်တော်လူမင်းရဲ့တမိတော်ကိုဖားစိန်ငါးစိန်စာအိဆက်မျိုးဖြစ်တော့ငဂါမင်းထံ မအနှင်းလို့ကြောင်းညင်းဆိုပါတော့လေကွယ်အကားလူလင်းလို့လဲပြန်သွားပြီးတော့ငကမင်းကြီးအားရှောက်ထားကြလေရာငကမင်းကြီးအမျက်တော်ထွက်ပြီးတော့ငကားအပေါင်းတို့ကိုစင့်ခေါ်ကဘာနဲ့ဒီတပီလုံးကိုငကားတို့ဖြင့်ပြည့်စေပြီးတော့တိုင်းတူပြည်သားတွေကို၆လှမ်းပါတော့လေကွယ်ဖူအခါဘာနဲ့ဒီမင်းကြီးလဲမနေတာတော့ပဲသမီးတော်ကိုသာသနာ့ဆရာနန္ဒကမင်းထံ ဆောင်နှင်းရပါလေတော့တယ်ကွယ်ငကားမင်းကြီးလဲတမှုရစာအားငကားပြည်တို့ခေါ်ဆောင်ပြီးတော့ငကားပြည်အားနတ်ပြည်ပုံဖန်ဆင်းထားပါလေတဲ့ကွယ်မိဖုရားကြီးအားလဲနတ်တို့ရဲ့စီစဉ်အချမ်းရံကို ပေးပြီးတော့ငကားပြည်မှာငကားမင်းရဲ့ချစ်မြတ်မှုကိုပျော်ရွှင်စွာခံစားနေခဲ့ပါလေကွယ်ကာလအတန်ကြာသောတုဒ္ဒတနာဒတ္တသူဘောက အရိထဦးတဲ့တားတော်လေးပါဘွားမြင်မှာတဲ့ကွယ်တခါတော့တားတော်ငယ်အရိထငကားသွန်ပုံစံဖန်ဆင်းပြမှာမိမိဟာငကားတိုင်းမြီကိုရောက်ရှိနေမှမိဖုရားကြီးကတည်တော်မူတဲ့ကွယ်ဒါလဲမေတော်ကိုငကားပုံစံဖန်ဆင်းပြရမှာ မေတော်ကကြောက်လန့်ပြီးတော့လွှတ်ချလိုက်လေရမျက်စိတစ်ဖက် ပြက်ပြဲတစ်ဖြင့်နာရိထဟုအမည်တော်မာလီတဲ့ကွယ်တရံတော့ခါနန္ဒကားတို့ကိုအစိုးရတဲ့ဝိဥပကနမင်းကြီးဟာ သတ္တရထငဃမင်းကြီးနဲ့အတူသားတော်များပါဝင်ငဃပိတ္တိနဲ့တကွတရားမင်းကြီးချံအကာစားဝင်ရောက်ပါတဲ့ကွယ်ထိုအခါနတ်နဂါတရားပိတ္တိပုံမှာပြဒနာတစ်ခု ပေါ်ပေါက်ပါတဲ့ကွယ်အဲဒီပြဒနာကိုတတနဂါမင်းကဖြည့်ရှင်းပေးနိုင်တဲ့ဖြင့်တရားမင်းကမြည်ကြီးနဲ့သူတော်ကျယ်ပြန့်သောပညာရှိပါပြီလို့ချီးကျူးပါတဲ့ကွယ်အဲ့လိုချီးကျူးပြီးဘူရီဒတ်ဆိုပြီးတော့ အမိပေးပါတဲ့အဲဒီခါမှစပြီးတော့တတ္တနဂမင်းအားဘူရိဒတ်ဆိုပြီးတော့အမိပေးပါတဲ့ဘူရိဒတ်မင်းဒီထိုခါမှစပြီးတော့ဇာမင်းတန်မပြတ်ခါစားရပါလိမ့်တယ်ဇာမင်းရဲ့စီစဉ်တွေကိုမြန်မာများပြီးဇာမင်းစီစဉ်ကိုတောင်းတတော်မူလိမ့်တယ်အဲ့ဒါကြောင့်ပါစိငါးစိစနေတဲ့နန္ဒကာဖြစ်ကနေပြီးတော့နတ်အဖြစ်ကိုရလိုတဲ့အတွက်ဥပုပ်တရင်စောက်တည်ရန်ခမဲတော်နဲ့မဲတော်ကို ွန့်ပန်ပြီးတော့ဥပုသ်တရင်ကိုစောက်တည်ပါလေတော့လေငကားပြိ၌ဥပုသ်စောက်တည်ရလာအနောက်ရှယ်မကင်း၍လူပြီတွားရောက်ပြီးတော့အေးချမ်းစွာဥပုသ်စောက်တည်ရန်အကြံဖြစ်ခဲ့ပါလေတဲ့အဲဒါကြောင့်ဘာနန္ဒီပြီအနီးရေမုံနာမြစ်ကမ်းမမှာဥပုသ်တရင်တုံးတော်မူတဲ့ပွဲထိုအခါနေတာရမိုးဆိုးပုံနာတာဖာတမင်လိုက်ရမှာ ဘုရားလောင်ဘူရိတက်ဥပုသ်တရင်300ရာရက်တို့ရောက်ရှိပါတဲ့ကွယ်ငကားမင်းလဲထိုဘုံနတ်သားဖာကမိမိအားဤနေရာ၌တွေ့ချောင်းကိုအလမသမားအားလမ်းညွန်လေတော့မိမိဥပုစောက်တည်ခြင်းကိုအနှောက်ယှက်ပြုမည်ဆို၍ထိုသားဖာအားငကားပြည်သို့စောင်းပြီးရင်နတ်နဲ့လူတော်စီစဉ်ချမ်းရံကိုပြထားပါတဲ့ကွယ်တို့ပေမဲ့လို့ကလည်းအတန်ကြာနေပြီးတဲ့နောက်မှာတော့ ထိုပုံနာသားဖာလဲမပြောပိုက်တာကြောင့်လူပြည်ကိုပြန်မိုးရပါလေတယ်ပူရိတာငကားမင်းကလည်းပုံနာသားဖာလူပြည်မှာစင်ရပြန်မှန်စွာနေခဲ့ရတော့မိမိပို့တရင်သုံးတဲ့နေရာကိုခွေအလမသမားများအားညွန်ပြမိကိုစိုးရင်တစ်ဖြင့်အခါခတ်သိန်းကိုပေးနိုင်တော့ဗရံများကိုလက်ဆောင်ပေးပါလေလို့တော်လဲနေတာရပုံနာရဟန်းပြုလို့ရလူပြည်ကိုပြန်လို့သည်လို့ဘူရိတာအားပြောထားမိကြတော့ထိုဗရံများကိုညင်းပယ်ခဲ့ပါတယ် အခြားပုံနာတခုကလည်းဂလွန်ကယတိတပားပေးထားသည့်နဂါးနှင့်မွေကြောက်သောမန္တန်တဖို့ကိုထိုယတိတမှာရခဲ့ပြီးမွေအလမဆရာဖြစ်အတက်မွေးရန်ထွက်ခဲ့ပါတယ်။ဂျပုန်နာမည်ပေးမှာအလိုခတ်သိမ်းစီသောဗရမများကိုထား၍ရေစကားပြောရှင်နေသောနဂပြမွားတို့သည်ပုံသားရဲ့မန္တန်ရုပ်စုတံကိုကြားလျင်ကြောက်လန့်ထွက်ပြီးသဖြင့်ဗရမများကိုထိုပုံသားကကြားပါလေတော့တယ်။နေသာသာပုံနာသားဖန်နဲ့ထိုပုံသားတို့တွေ့ကြလျာ ဗရမညာကိုနေတာတာပုံနာတာဘာလို့မြင်လေလဲနေတာတာကြီးဗရမညာကိုရလူပြန်နေသူဗရမညာလက်ထက်ရောက်ကအလူခက်တဲ့တောင်းတောက်ကြီးပြေစုံနိုင်ကြီးကိုတိတဖြင့်ရွှေချင်းနေရာနဲ့လဲမြူဆူလေတယ်တိုးတော်လဲပုံနာကညင်းစံတဖြင့်ထူချတော်မင်းတီနေရာကိုညွှန်ပြတော်အဖြစ်ဗရမညာနဲ့လဲလဲလေတယ်နေတာတာဤတာတော်မရကောင်ဖခင်ဒီကျေးဇူးရှင်ကိုပြမသည်ဟုဖခင်ကိုစွန့်ခွာထွက်ပြေးပြီးလျှင် င်းမွန်နေလိုက်တည်ရဟန်းပြုပါလိမ့်တယ်။မွေလည်းမပုံသားနေ။နေသားရညွန်ကြတဲ့ဘူးရတဲ့ငကမ်းမြန်ဥပုပ်ဆောင်တရားနေရာတို့ထောက်ခါလာခဲ့ပါလေ။ထိုအချိန်မှာငကမ်းမြန်ဟာအရေးကံစောင့်တည်၍ဥပုပ်ပြုလျက်ရှိရာနေသားသားနဲ့မွေလည်းမသမားတို့ကိုမြင်လင်းရင်းတို့၏အမှုကိုတည်တော်လေ။ဥပုပ်ပြန်ပြီးစိုးသဖြင့်အမျက်ကိုထိန်သိမ်းပြီးလင်းရန်တော့မမှုပဲမွေလည်းမသမား၏ဖန်စီခြင်းကိုခံတော်မူပါလေ။မွေလည်းမပုံသားလည်း ဖះအလောင်းတကားမင်းကိုအားနဲ့လိအောင်ရိုက်နှက်ပြီးမှတချုပ်ထဲထံထည့်ထားလိတယ်။ဖះအလောင်းလည်းမိမိဥပုပ်ကိုပြက်စီဆင်းရဲဒုက္ခကြီးစွာတိလကိုထင်းထင်းတော်မူပါလေ။ကိလမပုံသားလည်းနကားမင်းကိုယူဆောင်ပြီးတော့အရရဲ့လဲ့လေပြတလီယာနကားမင်းအားကကြစေတော့ကြောင့်ငွေများများစွာရရှိ၍ချမ်းသာကြွယ်ဝလာပါလေတော့လေထို့အချိန်တွင်မေတော်သမုဒ္ဒသမားလည်း မကောင်းသောအိမ်မက်ကိုညင်မက်နေသဖြင့်လူပြည်မှာသွားရောက်ဥပုပ်တရင်တိဆောက်နေတဲ့ဘူဤတက်အတွက်စိုးရင်ပူပန်မှုတွေရှိနေပါတယ်တခြားသားတော်များတရတကြိမ်အခါစားဝင်ကြပေမဲ့ဘူဤတက်ကတော့ပေါမလာသဖြင့်သားတော်တွေကိုလိုက်လံရှာဖွေစေပါတယ်သားတော်ကြီးတုသတနာနဲ့ညီတော်သူဘကဟိမွန်နာတို့သွားစီပြီးတော့ညကြီး၅ဆင်းမှာဘူဤတက်မင်းသားအားရှာဖွေစေပါတယ် ညီငယ်ဆုံးကနရီထာကိုနတ်ပြည်မှာရှာတော်မူစေတယ်မိမိကိုယ်တိုင်မှမူလူပြည်တို့ရည်ရောင်ဖန်ဆင်းပြီးတော့ရှာဖွေရန်ထွက်လာခဲ့ပါတယ်သူစာတနာနဲ့အတူမိတွေ့တော်ရဲ့တမီအစမုခိနဂါမင်းသမီးလည်းဖန်ခဲ့တဲ့ရန်ဖန်ဆင်းပြီးတော့လိုက်ပါလာခဲ့ပါတယ်မွေလမပုံနာကလည်းဘာနီမင်းတာဂရမြမရရဲ့ရှေ့မှာကစားပြဖို့ရောက်ရှိနေပါတယ်ဘာနီမင်းကကမဲတော်ရဲ့ရက်ရာဆက်ခံသူ မှုရရဇာဟိမောင်တော်ဖြစ်ပါပြီတဲ့ထို့သူဗုဒ္ဓတန်ဃာမင်းရဲ့ဦးတော်လည်းဖြစ်ပါပြီတဲ့ထိုနေရာတို့ဥဒ္ဒတနာနဲ့နှမတော်တို့လည်းရောက်ရှိလာကြပါပြီတဲ့မွေလမပုံသားလည်းပချုပ်တို့မှငဃာမင်းကိုထုတ်ပြီးတော့အမျိုးမျိုးဖန်ဆင်းကပြခိုင်းစေပါတော့တယ်ငဃာမင်းလည်းပချုပ်မှထွက်ပြီးတော့ဗိဒ္ဓကိုကြည့်ရှိတော့မိမိရဲ့နောင်တော်နဲ့နှမတော်ကိုမြင်တဲ့ဖြင့်မျက်ဤများယူစည်းကနောင်တော်ထံသို့ရှေ့ရှုသွားပါလိမ့်တော့တယ် ေးတဲ့တို့လည်းကြောက်လန့်ကြဖြစ်ပြီးတော့တင်းရှောင်ပြေးကြရာဒုသဒနာတပါတယ်ပဲနိုင်ခဲ့ပါလေတော့လေထိုအခါဘူးကြီးတက်လဲနောင်တော့ရဲ့ချင်းဘိုးမှာဥကောင်းတင်ပြီးတော့ငိုပါလေတော့လေဒုသဒနာလဲငိုပါလေတယ်ထိုချင်းရာကိုသမားမြင်နေရှင်ရဲ့တေးဟာနဂါးပေါက်လိုက်တယ်ဟုထမှတ်၍နဂါးစိတ်ကြအောင်မန္တန်ဖြန့်ကုမီဟုဆိုပါတယ်ထိုအခါဒုသဒနာလဲမိမိရာကိုရံမလို့ မိမိချက်တတော်မွေလမသမားဆိုတာမရှိဘူးဆိုပြီးတော့ပြောလျာမွေလမသမားနဲ့လူသဒနာလို့ညှဆိုင်ပြညပါလိရောတယ်လူသဒနာကလည်းအစမှုခီဖားငယ်ရအကူကြီးဖြင့်မိမိရဲ့တကူကိုပြလိတော့လမသမားရှုံတော့ပါလိရောတယ်မွေလမသမားရှုံ၍တကူလုံးသူတော့တဖြင့်ကြောက်ရွံ့ထိတ်လန့်ကဗုရိတ္တငကမင်းအားလွတ်ပေးရပါလိရောတယ်ထိုအခါဗုရိတ္တလူသဒနာအစမှုခီတို့မှာ ဘာယာနယ်ဒီပြမ္မတ်မင်းရဲ့တူတော်များဖြစ်ကြောင်းကိုသိတော်မူလေတယ်။အဲဒီနောက်တောထွေရဟန်းပြုကတရားအားထုတ်ချက်ရှိသောဘိုးတော်ဘာယာနယ်ဒီမင်းကြီးအားဘူရီတက်တို့၏တွားရောက်ကြောကြရန်အချင်းချက်ပြုပြီးတော့ဘူရီတက်နဂါမင်းတို့လည်းနဂါပြည်သို့ပြန်ကြပါလေတော်လေ။ထိုအချိန်မှာဟိမွန်နန်း၌ဘူရီရောက်ကိုရှာဖွေနေတော့သူ့ဘော့ကနဂါမင်းကြီးလည်းခြေစွပ်တစ္ဆာမဲ့သောနေတာတရဘုံနာကိုတွေ့တဲ့ဖြင့် နဂါးပြည်သူခေါ်ဆောင်လာခဲ့ပါတယ်။အပန်းဖြစ်လျက်ရှိသောဗူရိတရဲ့အိဆောင်တကာဝမှာစောင့်ရှောက်လျက်ရှိတဲ့အနာရိတာဒီရခင်ဘွားကပုံသားဖြစ်ခဲ့မှုရာကြောင့်နေသာဒရကိုမြင်လျင်ပုံသားတို့သည်မြမမင်းရဲ့တားတော်ဖြစ်၍မငင်းစဲအံညင်စဲသောမြမမင်းအမျက်ထွက်ပြီးတော့နဂါးပြည်တပီလိုပျက်စီးလက်တန်းဆိုပြီးတော့မုံသားတို့ရဲ့မြင့်မြတ်ပုံကိုပြော့ပြပါလိမ့်ရောတယ်။ရှင်ပူဇော်ခြင်းကိုသာပြုတည်နေရှင်ပူဇော်ခြင်းဒီကြည်မာတော်အကျိုးကျေးဇူး ရှိပုံကိုထုတ်ဖော်ချစ်ကျူးလျာဘူဝိတအားလာရောက်ဖူးမြင်ကြတဲ့ငကားပိတ်တကြီးလဲကာနာရီထရဲ့စကားကိုကြားပြီးတော့ရှင်းပူစော်တဲ့ဘက်ကိုစိတ်ညွတ်ပါလိတော့တယ်ဘူဝိတငကားမင်းလဲလဲရောက်မှန်းဖြစ်ရမှာကာနာရီထစကားကိုကြားလင်ငကားပိတ်တူလဲတမရတီအယူကိုညင်ပြလို့တဖြင့်ရှင်းပူစော်ခြင်းမယုံမှုကိုရှင်းလင်းဟောကြားလိရာငကားပိတ်တူလဲအယူမှန်ကိုရသွားစေပါလေနေတရရမုန်တာကိုလဲငကားပြီမှာနှင်ထုတ်စေပါလေ ဘိုးကြီးတန်ခါမင်းဟာအချင်းအချက်ပြုတဲ့နေ့မှာဘိုးတော်ဘာရနေဒီမင်းကြီးဟာပူဇော်ကြော့ရံအတွက်အချံရံပိတ်တဲ့နေ့တကွာတွားလီယာမေတော်နောင်တော်ကြီးတော်များလည်းနောက်မှလိုက်ပါလာကြပါလေတာဂရပြမရမင်းလည်းခမဲတော်ထံအဖို့မြင်လာတဲ့ဖြင့်ဆွေတော်မျိုးတော်တစုပြန်လည်ဆုံတွေ့ကြပါတော့လေဘိုးကြီးတန်ခါမင်းလည်းအထက်ထက်ဆုံးတိလသမารီကိုစောက်တည်ပါတော့လေတန်တန်းစီတဲ့အခါမှာတော့ပိတ်တဲ့နေ့တကွာနတ်ပြည်မှာနတ်သားဖြစ်ပါတော့တယ် မဲတော့သမုဒ္ဒရာဇာလည်းနဂါးပြည်မှာပဲကိစ္စကိုယ်အနေဆာရောက်ပါကဲကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲကွပုံမြင်လေးလေးကိုဆက်လက်နားထောင်နေတယ်ဆိုလို့ရှိရင်တော့ဒီ channel လေးကိုလိုက်အောင် subscribe လေးလုပ်ဖို့မမေ့ကြပါနဲ့เนาะ